မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင် ఆ ఆ ఆ ါါ်ပေးရမယ်အရေးကြီးသတင်းကတော့စစ်အာဏာရှင်ကိုစန့်ကျင်တော်လှန်နေတဲ့ရုပ်ရှင်သရုပ်ဆောင်အဆိုတော်နဲ့အမှုပညာရှင်73ဦးတို့ကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်ကနေရက်စဲတဲ့အမိန့်စာများကိုစစ်တပ်ရဲ့ Telegram Channel များကနေတဆင်ဒီကနေ့မှဖြန့်ဝေထုတ်ပြန်လာတယ်ဆိုတဲ့သတင်းကိုတင် ఆ ါ်ပေးပါမယ် ီကနေ့မနက်10:00နာရီဝန်းကျင်ကစတင်ပြီးတော့စစ်တပ်ရဲ့ Telegram Channel များအားလုံးမှာစစ်ကောင်စီကိုစန့်ကျင်တော်လှန်ရေးနဲ့ပြည်ပနိုင်ငံများကိုရောက်ရှိနေတဲ့ရုပ်ရှင်သရုပ်ဆောင်အဆိုတော်နဲ့အမှုပညာရှင်73ဦးတို့ကိုစစ်ကောင်စီကနိုင်ငံသားအဖြစ်ကနေရက်စဲတဲ့ထုတ်ပြန်ချက်များကိုဖြန့်ဝေလာခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီထုတ်ပြန်ချက်မှာမြန်မာနိုင်ငံရဲ့အကျိုးကိုထိခိုက်စေနိုင်တဲ့လုံဆောင်ချက်များကိုပြုလုပ်ခဲ့ကြတဲ့အတွက်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှာ68ခွန်အရာဖွဲ့စည်းတဲ့ဗဟိုအဖွဲ့က ပုံမှန်68ပါလုတ်ပန်ခွင့်ကိုကျင့်သုံးလျက်ပုံမှန်16နဲ့ရုပ်ရှင်တရုတ်ဆောင်အဆိုတော်နဲ့အမှုပညာရှင်73ဦးတို့ကိုနိုင်ငံသားအဖြစ်ကနေရက်စဲကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်စစ်ကောင်စီရဲ့နိုင်ငံသားအဖြစ်ကနေရက်စဲလိုက်တဲ့ရုပ်ရှင်တရုတ်ဆောင်အဆိုတော်နဲ့အမှုပညာရှင်73ဦးတို့မှာအဆိုတော်ဖြူဖြူကျော်သိန်းဒါရိုက်တာနာကြီးခေါ်ညာနာတင်ဦးဒါရိုက်တာကိုပေါက်ခေါ်အောင်မင်းနိုင်အဆိုတော်လင်းလင်းခေါ်ထွေးလင်းကိုအဆိုတော်ချမ်းချမ်းခေါ်ချမ်းမြငင်ရုပ်ရှင်တရုတ်ဆောင်အကယ်ဒမီပိုင်ဖြိုးသူ အနုပညာရှင်မြန်နိုးအေအစိုးရအားစာနေခေါ်ဇာနီမျိုးညွတ်အနုပညာရှင်ခါရာရုပ်ရှင်တရုတ်ဆောင်ဇင်ဝိုင်းခေါ်ထေးလွင်အစိုးရဝင်းနိုင်စိုးဒါရိုက်တာပြည်ဟိန်တီဟာနဲ့တရုတ်ဆောင်အောင်မြင့်မြတ်တို့ပါဝင်တယ်လို့သိရပါဗါး2022ခုနှစ်အတွင်းမှာလည်းစစ်ကောင်စီကအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်းကြီးများအပါအဝင်တော်လိုင်းရေးအတွက်ပါဝင်နေသူများကိုနိုင်ငံသားအဖြစ်ကနေရက်စဲတယ်လို့ထုတ်ပြန်ကြေညာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုတန်ပေါင်းတဲ့မြို့နယ်မှာပြည်သူများကိုလူသားဒဏ္ဍာရီအဖြစ်နဲ့ဖမ်းဆီးလာတဲ့အင်အား၁၀၀လောက်ပါတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ရာစစ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၁၆ရက်နေ့မနက်၁၀:၅၀မိနစ်အချိန်ကနေမွန်းလွဲ၂:၁၅မိနစ်အချိန်ထိပေါင်းတဲ့မြို့နယ်တစ်ပုတ်အုပ်စုနတ်တိုးရွာနဲ့နှွေးတောင်ရွာကြားရုတ်ဆိုင်ရွာကပြည်သူများကိုဖမ်းဆီးပြီးတော့လူသားဒဏ္ဍာရီအဖြစ်နဲ့အုံပြုပြီးထွက်ခွာလာတဲ့ အင်အား100လောက်ပါတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ရအောင်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးပြီး၃ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်စစ်ကောင်စီကတေဆုံးသွားတဲ့အလောင်းများကိုနှတ်တိုးချေးရွာနဲ့ရေးတောင်ချေးရွာမှာရှိတဲ့နေအိမ်များအတွင်ကိုထည့်သွင်းပြီးတော့နေအိမ်များကိုပါမိရှုဖျက်ဆီးသွားတယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့စစ်ကြောင်းဟာပောက်ခေါင်းမြို့ဘက်ကိုထွက်ခွာသွားတယ်လို့သိရပါတယ်အလားတူပဲသခိုင်းတိုင်းမုံရွာမြို့နယ်တောပုရွာအနီးမုံရွာမန္တလေးလမ်းမပေါ်မှာအင်စီကနဲ့ထွက်လာတဲ့စစ်သားများကိုတိုက်ခတ်ခဲ့ရအောင် ဗိုလ်ကြီးတအုပ်အပါအဝင်၃ဦးတေဆုံးပြီးတော့ကားကိုမိရှုဖျက်ဆီးခဲ့တယ်လို့ Braveheart Army BHA အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါဗျ။ဇွန်လ16ရက်နေ့ည17:28မိနစ်အချိန်မှာ6ဦးမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကအင်းစည်းကားနဲ့ထွက်လာတဲ့စစ်သားများကိုမုံရွာမန္တလေးလမ်းမကြီးပေါ်တောပူပြူစောတိကြေးပါအနီးမှာဂျားဖြတ်တက်ခတ်ခဲ့ရာသုံးမွေနဲ့ဗိုလ်ကြီးတအုပ်အပါအဝင်၃ဦးတေဆုံးပြီးတော့တအုပ်ဒဏ်ရာရရှိကတအုပ်ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။ အဲ့ဒီကားပေါ်မှာပါလာတဲ့စစ်သားတွေကင်ဆောင်တဲ့ MA1 Parry MA5 9mm Sig Better အမျိုးအစားတနက်အရှိနှစ်လက်နဲ့အတူ၃လက်ဖုန်း၃လုံးတော့ကိုတိတ်စီရရှိခဲ့ပြီးတော့စစ်သားတွေစီးနေလာတဲ့အင်စီကားကိုမိရှုဖြတ်စီးနိုင်ခဲ့တယ်လို့သိရပါတယ်။မုံရွာမျိုးတဲကိုတွားတဲ့ကားပါ။ချောင်းမျိုးထွေးဦးရုံးကနေပြီးတော့မုံရွာမျိုးတဲကိုညတိုင်းတွားနေကြလို့တင်းရရတာတဲ့အတွက် ထွက်ဆောင်ပြီးတော့တိုက်ခိုက်ခဲ့တာပါ၃កောင်သေးတယ်၎င်းကဒဏ်ရာရလို့စေးုံပို့ထားတယ်ညဘက်ဆိုတော့တနက်မှန်ပြီးတော့ပုန်းနေတာမမြင်လိုက်တာပါအပြန်အလှန်ပြစ်ခတ်မှုတော့ဖြစ်ခဲ့တယ်ဖမ်းဆီးရရှိတာတော့မရှိခဲ့ဘူးလို့ Braveheart Army BHA ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Braveheart Army BHA ကရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးဘော်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်သားများကိုဆက်လက်ပြီးတော့ချိန်မုံနိုင်ရန်အတွက်ကြီးစံများလိုအပ်လျက်ရှိတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့တန်တိုင်းသမျှပါဝင်ကူညီထောက်ပံ့ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကျုံတုံးမြို့နယ်ကော့ကရိတ်အင်ဂျီလမ်းမိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးတော့စစ်သားအယောက်20ကျော်သေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ18ရက်နေ့မနက်9:00နာရီအချိန်ကစတင်ပြီးတော့ကျုံတုံးမြို့နယ်ခွနတိုင်းရေဘူးပိုင်ရမုတ်ဝအနီးနယ်အင်ဂျီရွာဘက်တို့မှာတိုက်ပွဲတွေပြင်းထန်ခဲ့ရာဒီကနေ့မနက်9:00နာရီအထိတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီးတော့စစ်သားအယောက်20ကျော်သေဆုံးတာတိုက်ပွဲဖြစ်တဲ့နေရာကိုကျုံတုံးဘက်ကနေပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါဗျာ။ ခုနှစ်တိုင်ဘက်ကနေပြီးတော့ဒီမနက်စစ်ကောင်စီအယောက်20ကျော်တေဆုံးသွားပါတယ်ကိုဘက်ကတော့လောလောဆယ်မရှိသေးဘူးလို့ပြောတယ်မနက်7:00နာရီကျော်လောက်မှာကြုံတုံးစစ်ကောင်စီတပ်ကနေကော့ကရိတ်လမ်းပိုင်းခုနှစ်တိုင်ဘက်ကိုအင်အားအယောက်60နဲ့ခရယံကာတစီထပ်ပို့လိုက်တယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်ဒါအပြင်ဒီကနေ့ဇွန်လ18ရက်နေ့မနက်8:45မိနစ်အချိန်မှာ စစ်ကောင်စီရဲ့စကားခဆက်နေနဲ့တော်လိုင်းတပ်ဖွဲ့အများကြီးဟောဝဇာလက်နက်ကြီးများနဲ့အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့သိရပါဗါးအလားတူပဲမနေ့ကဇွန်လ18ရက်နေ့ည9:00နာရီကနေပြီးတော့ည17:00နာရီအထိကြုံတုံးမြို့အခြေဆိုင် စစ်တပ်နှစ်တပ်နဲ့ဂျိုင်းတရာအခြေစိုက်စစ်ကောင်စီတပ်တို့ကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်မှုများရှိခဲ့တယ်လို့သိရပါဗျ။အခုရက်ပိုင်းအတွင်းမှာစစ်ကောင်စီတပ်ကကော့ကရိတ်အင်ဂျင်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်ကြောင့်တိုက်ပွဲတွေပြင်းထန်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာ KNL ဥဆောင်တဲ့တော်လိုင်းတပ်များကစစ်ကောင်စီရဲ့တပ်စခန်းများကိုတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်စခန်း၃ခုကိုဒပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၆ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ15ရက်နေ့မနက်9:55မိနစ်ခန့်မှာရေပြူမြို့နယ်ကံပေါက်တိုက်နယ်အုံးမင်ခွင်ကျေးရွာအုပ်စုမှာတပ်ဆွဲထားတဲ့ အကြမ်းမဲ့စစ်တပ်ရဲ့ဂိတ်စခန်း၃ခုကိုတော်လိုင်းတပ်ဖွဲ့ဝင်များကကြပြိုင်နက်ထဲဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သား၆ဦးသေဆုံးသွားပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ စစ်ခွေးတေဆုံးမှုကအတည်ပြုလို့ရပါတယ်စစ်ခွေး6កောင်တေဆုံးတယ်ကျွန်တော်တို့စီရင်တင်းမာနေတာနှစ်ပတ်ကျော်နေပြီလျှက်စစ်မီဖြတ်ထားတာလဲတလားပြည့်တော့မယ်ပြည်သူတွေလည်းထွက်ပြေးနေရတာနှစ်ပတ်ကျော်ပြီးတော့တိုက်ပွဲတွေကဇက်တိုက်ကိုဖြစ်နေတာစီရင်ကတော့တင်းမာနေတော့မယ်လို့ PDF စီရင်သတင်းရေးမြစ်ကပြောပြထားပါတယ်ရေပြူမြို့နယ်အတွင်းအကြမ်းမဆက်တက်နဲ့တော်လိုင်းတပ်ဖွဲ့များဇွန်လပိုင်းကစတင်ပြီးတော့ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီလက်ရှိအချိန်ထိစီရင်တင်းမာနေဆဲဖြစ်ကပြည်သူများလည်းဘေးလွတ်ရာကိုထွက်ပြေးတိတ်ဆောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့နောင်ချုံမြို့မှာရှိတဲ့ပြည်သူများနေထိုင်တဲ့ရပ်ကွက်များကိုစစ်ကောင်စီတပ်ကဟာဝေဇာလက်နက်ကြီးများနဲ့ဥတီပြီးတော့ပစ်ခတ်ခဲ့တဲ့အတော့နေအိမ်များထိမှန်ပြက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ပြည်တမဟာ၃နယ်မြေနောင်ချုံမြို့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီတပ်ကဟာဝေဇာနဲ့လက်နက်ကြီး၅လုံးပစ်ခတ်တိုက်ခတ်ခဲ့တဲ့အတော့ကြောင့်နေအိမ်နှလုံးထိမှန်ပြက်စီးဆုံးရှုံးသွားတယ်လို့သိရပါဗျ။ဇွန်လ16ရက်နေ့ညနေ9:00နာရီရှိမတဲ့အချိန်မှာ စစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တယ်ဟောက်ဇာလက်နက်ကြီး၅လုံးဟာဘူရာရက်ွက်မှာ၃လုံးကြောက်ရောက်ပောက်ကွဲပြီးတော့ကျန်တဲ့၂လုံးဟာကြောက်ကူဖုန်ကြီးချောင်းအောက်ဘက်တောမှာကြောက်ရောက်ပောက်ကွဲသွားတယ်လို့သိရပါဗျ။ဒါအပြင်ဇွန်လ၁၆ရက်နေ့ကအုံမတီးနယ်ရေမောင်းတန်းကြီးရွာမှာစစ်ကောင်စီတပ်နဲ့တောင်းတပ်မတော် TNL တို့ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကလက်နက်ကြီး၉လုံးနဲ့ drone နဲ့ဘုံ26လုံးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကဇွန်လတလလုံးအပြစ်ခတ်ရက်စဲရေးကြီးညာထားတော့လေ။နောင်ချုံမြို့ကိုဥတည်ပြီးတော့တောင်ခန်းဒေသကံကြီးကျေးရွာဘက်က၎င်း၊ပြင်းဦးလွင်ဗန်ပွေးဘက်က၎င်း၊တောင်ခန်းဒေသကံကြီးကျေးရွာဘက်က၎င်း၊ပြင်းဦးလွင်ဗန်ပွေးဘက်က၎င်း၊တောင်ခန်းဒေသနောင်ချိုကြီးဘက်ပိုင်းက၎င်းစစ်ကြောင်းများအင်အားဖြည့်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။ဒါအပြင်စစ်တပ်က TNL တိမ့်ပိုက်ထားတဲ့မြို့နယ်များကို လေးချောင်းတက်ခတ်မှုများလှုပ်ဆောင်နေရာဇွန်လ16ရက်နေ့ညနေ4နာရီခွဲအကျော်မှာဇွန်လ16ရက်နေ့ညနေ4နာရီခွဲကျော်အချိန်မှာတိုက်လေရင်များနဲ့နမတူကုတ်ခိုင်မြို့နယ်အဆက်မှာရှိတဲ့မန်စာကြီးရွာအနီးကိုဘုံကျဲတက်ခတ်ခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ကမ္မမြို့မှာရှိတဲ့ကျေးရွာများကိုစစ်တပ်ကဇွန်လ6ရက်နေ့ကနေပြီးတော့ဒီကနေ့ဇွန်လ18ရက်နေ့အထိလေရင်နဲ့73ရက်ဇက်တိုက်ဘုံကျဲခြင်းနဲ့စစ်ကြောင်းထိုးခြင်းများကြောင့်ပြည်သူ9ဦးသေဆုံးက14ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ14ရက်နေ့မွန်လွယ်ပိုင်းမှာကမ္မဒေသမှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်က Jet Fighter 4စီးနဲ့ Cluster Bomb 3လုံး ရော့ကက်10လုံးနဲ့ဒပြိုင်နက်ထဲပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲဇွန်လ16ရက်နေ့ညပိုင်းမှာလည်းအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ပေါင်900ဘုံ2လုံးနဲ့ဘုံကျဲတိုက်ခိုက်ရာ ကမ္ဘာဒေသမှာရှိတဲ့ဆွေပြေးရှောင်ပြည်သူများနေထိုင်တဲ့ဘုံကြီးကျောင်းကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗါးအဲ့ဒီလေးကျောင်းတက်ခတ်မှုအတွင်းမှာပြည်သူနှအုပ်သေးဆုံးပြီးတော့ကလေးတငယ်များအပါအဝင်ပြည်သူ၁၄ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးဒါအပြင်ဇေဒီပထိုးနဲ့နေအိမ်များလည်းပျက်စီးခဲ့ရတယ်လို့သိရပါဗါးကမ္ဘာမြို့အတွင်းမှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းရွှေလုံးရွာရိုးစေးရရွာနဲ့ကမ္ဘာချောင်းရွာတို့ကပြည်သူ၁၅ဦးကျော်ကိုဖမ်းဆီးခေါ်ဆောင်ထားပြီးတော့ပြည်သူ၃ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါဗါး ်စစ်ခွေးစစ်ကြောင်းကကံမမျိုးပေါ်မှာရှိနေတော့မှာပဲ အရသာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလုပ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့မြစ်တာရက်ခံကြပါတယ်လို့ကံမဒေတာတော်လိုင်းရေးတပ်ပေါင်းစုကတာဝန်ရှိသူကပြောဆိုထားပါတယ်ကံမမျိုးဘော်ကိုရရှိနေတဲ့အကြမ်းစစ်ကြောင်းကကံမဒေတာတွင်ကခြေပါများနဲ့စစ်ဆောင်ပြည်သူများကိုပါရာမော်တာ drone wide drone လေယာဉ် jet fighter တို့နဲ့လေကြောင်းတိုက်ခိုက်မှုများနေ့စဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်နေပြီးတော့ပြည်သူပိုင်းပစ္စည်းများကိုလည်းဖောက်ထွင်းခိုးယူခြင်းအသက်အန္တရာယ်ချိမ့်ချောက်ခြင်းနဲ့ဖမ်းဆီးခံထားရတဲ့ပြည်သူတွေကို နှိမ့်ဆက်တက်ဖြတ်ချင်းများကိုလှုပ်ဆောင်နေကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ပုံနာကျုံမြို့နယ်မှာရှိတဲ့စစ်ဘေးရှောင်စခန်းများမှာ ရေကြီးရေရှမ်းမှုများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ပေးဆောင်အိမ်တော်စုရေ200ကျော်ဟာရေနှင်းမြုပ်မှုကိုခန်းစားနေရကြောင်းပုံနာကျောင်းလူငယ်များအစည်းအရုံး PYA ကတာဝန်ရှိသူကပြောဆိုထားပါတယ်။မိုးရေအရန်ရွာလို့တောင်ကျရေတွေကြောင့်ပုံနာကျောင်းမြို့နယ်တွေကစစ်ပေးဆောင်စခန်းတစ်ခုဟာရေနှင်းမြုပ်နေပါတယ်။အခုလောလောဆယ်စစ်ပေးဆောင်တွေကရေကြီးနေတဲ့အတွက်ဘလို့မှအဆင်မပြေကြပါဘူး။ရေကလူအရက်ရဲ့ခါးလောက်ကိုရေတက်နေတာပါ။တချို့နေရာတွေမှာဆိုရင် ရေကလူရဲ့ရင်ဘက်လောက်အထိကိုနစ်မြုပ်နေတာပါခမင်းချက်စားလို့မရတဲ့ဆေးဘေးရှောင်တွေအများကြီးရှိနေပါတယ်နေထိုင်ဖို့ကလည်းလုံးဝကိုအဆင်မပြေတဲ့အခြေအနေပါဒါကြောင့်မို့လို့စားတောက်ရေးနဲ့နေထိုင်ရေးအတွက်အရေးတကြီးအကူအညီတွေလိုအပ်နေပါတယ်လို့ပြောပြထားပါတယ် တောင်ကြရေရေစီးတန်ခြင်းကြောင့်လည်းတချို့ဆေးဘေးရှောင်နေအိမ်များမှာရေနှင်းမြုပ်နေတဲ့အပြင်နေအိမ်မှာရေထဲမျောပါသွားတဲ့နေအိမ်တွေလည်းရှိတယ်လို့ PYA ကရှင်းပြထားပါဗျ။ဆေးဘေးရှောင်ပြည်သူများအခက်အခဲများစွာရောက်ရှိနေပြီးတော့ကုညီပေးမဲ့သူများအနေနဲ့ပုံနာကျောလူငယ်များအစီအယုံ PYA ကနေတဆင့်ကုညီပေးနိုင်တယ်လို့အတိပေးထုတ်ပြန်ထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ